ကပြည်တန်ရွယ်မျိုးကိုအကြမ်းဖက်စစ်ကောင်စီမြန်မာစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်နေသလိုပင်လယ်ပြင်ကနေလည်းလက်နက်ကြီးပစ်ခတ်မှုတွေတောက်လျှောက်ပြေလုံနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။တန်ရွယ်မျိုးအမှတ်၄ညောင်ပင်စီရက်ွက်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုနှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့လို့အပြစ်မဲ့အရသာတယောက်သေဆုံးပြီးကိုဝင်ဆောင်မိခင်အပါအဝင်၅ယောက်မှအပြင်းထန်တန်ရာရရှိသွားခဲ့ပါဗျ။အမှတ်၄ညောင်ပင်စီရက်ွက်ကိုစက်တဘာ28ရက်နေ့ညနေနဲ့ စက်တမ28ရက်နေ့ညနေတွေမှာစစ်ကောင်စီကပေါင်900ဘုံးတွေနဲ့ဇက်တိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိခိုက်သေးဆုံးသူတွေဟာမောင်ရွှေလေးကျေးရွာဘက်ကနေစစ်ပေးရှောင်နေတဲ့ပြည်သူတွေဖြစ်ပြီးဒဏ်ရာရရှိတဲ့သူတွေကအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရတယ်လို့သိရပါတယ်။ဒါပြန်ကျန်းဖတ်စစ်ကောင်စီဟာတန်ရွယ်မြို့နယ်ပဒဲကောကျေးရွာကိုပင်လယ်ပြင်နေပြည်တော်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလည်းမနေ့ကစက်တမ28ရက်နေ့မှာပြုလုပ်ခဲ့ပါသေးတယ်။ တရဲကောင်းကြီးရွာကဒေသခံပြည်သူယာနေချီထွက်ပြေးတိမ်းရှောင်နေရပြီးတန်ရွယ်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းအနေနဲ့စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီနေပြည်တော်ကပြစ်ခတ်တဲ့လက်နက်ကြီးတွေကြောင့်တရဲကောင်းကြီးရွာကဖုံးကြီးကျောင်းမှာအနေငယ်ထိခိုက်ပျက်စီးမှုလည်းရှိခဲ့ပါဗျ။အလားတူပဲတောင်ကုန်းမြို့ကတပ်ဦးဖုံးတော်ကြီးကျောင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီဟာစက်တဘာ26ရက်နေ့ညနေ4နာရီမှာဘုံတဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းဆောင်တစ်ခုလုံးရစရာမရှိအောင်လုံးဝပျက်စီးသွားခဲ့ရပါဗျ။ ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့ကမြောက်ဦးမြို့ဒိုင်းကျင်ရွက်ွက်ကအလှလုံနေတဲ့နေအိမ်ကိုစစ်ကောင်စီကဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအမျိုးသမီးတွေအပါအဝင်တေဆုံးမှု15ရောက်အထိရှိခဲ့ပါတယ်စက်တမလာ22ရက်နေ့ကလည်းကြောက်တော်မျိုးနဲ့တရက်တပင်ကြီးရွာကစာတင်ကျောင်းနှစ်ကျောင်းကိုအကြံဖတ်စစ်ကောင်စီကလေးကျောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူ22ယောက်အထိသေဆုံးခဲ့ရပါတယ်။ဒါကြောင့်အာရခပြည်ထဲမှာစာတင်ကျောင်းတွေအပါအဝင် ဒေသခံပြည်သူတွေဟာဘေးကင်းလုံခြုံစွာတင်းရှောင်နိုင်ဖို့ဘုံခိုခြင်းတွေလိုအပ်နေပြီးတော့ကုညီထောက်ပံ့ပေးမဲ့အလှူရှင်တွေကိုလည်းမျှော်လင့်နေကြပါရဲ့ရှင်။